မင်္ဂလာပါရှင်ဒီနေ့စာရေးဆရာ ကျော်ကျော်လိုင်းကရေးထားတဲ့နှလုံးသားကိုဖြူစင်အောင်ထားပါဆိုတဲ့စာအုပ်ချက်ကဟာနီယာမှာ The Frog Principle ကိုဖတ်ပြမှာဖြစ်ပါတယ်။ဂျင်းတွေပပွက်ဆိုတဲ့အထဲကိုဖားတကောင်ကိုထည့်လိုက်ရင်ဖားကလှန့်ပြီးခုန်ထွက်သွားပါလိမ့်မယ်။ဒီဖားကိုပဲရေအေးထဲမှာထည့်ပြီးရေအေးထည့်ထားတဲ့အိုးကိုတဖြည်းဖြည်းအပူပေးရင်ဖားကတဖြည်းဖြည်းပူလာတာကိုနေသားကြပြီး နောက်ဆုံးတော့ရေလေးပုထဲမှာပြေးသွားပါလိမ့်မယ်။ကျွန်တော်တို့အတွက်သင်္ကန်းစာကပါလေ။ဘဝမှာလည်းအဖြစ်အပျက်အကြောင်းအရာ အမှုအကျင့်တွေက တဖြည်းဖြည်းချင်းပြောင်းလဲနေတာပါ။ဖားလိုပဲနေသားကြပြီးပြောင်းလဲခြင်းတွေကိုလက်တိမထားမိရင်အန္တရာယ်ရှိပါတယ်။ပြီးတဲ့အချိန်ကျရင်နောက်ကျသွားပါလိမ့်မယ်။ကျွန်တော်တို့အရာနိုးတဲ့အချိန်အလေးချိန်30ကီလိုတိုးသွားပြီးခါက36ကနေ40ဖြစ်သွားရင် ျွန်တော်တို့တတိချာမိပါလိမ့်မယ်တတိချာမိရောမကဘူးအရေးပေါ်ဆိုပြီးကျွန်တော်တို့ဆရာဝန်စီပြေးมาပဲဒါပေမဲ့ဘဝကဒီလိုမဟုတ်ပါဘူးဒီလမှာ1ကီလိုတိုးမယ်နောက်လမှာ1ကီလိုတိုးမယ်ဒီလိုနဲ့တိုးတိုးလာတာတတိချာမိတဲ့အချိန်ကျတော့ပိတ်အောင်လုပ်ဖို့ခက်နေပါဘူးဒီလိုပဲကျွန်တော်တို့ဒီနေ့ကိုသုံးသင့်တာချက်တရက်ပို့သုံးလိုက်လို့ဘာမှမဖြစ်ပါဘူးဒါပေမဲ့နေ့စဉ်သုံးသင့်တာ ၃နိုင်နာချက်ပို့သုံးရင်တော့တနေ့မှာအကျွေးပက်လေဝိုင်းပြီးဒုက္ခရောက်ရပါလိမ့်မယ်။အကျွေးတင်တဲ့လူအဝလွန်တဲ့လူအိမ်တော်ခွဲတဲ့လူဆိုတာတရက်သေးချက်ချင်းဖြစ်သွားတာမဟုတ်ပါဘူး။တရက်ပြီးတရက်တစ်ပြေးပြေးချင်းပြောင်းလဲလာတာပါ။ပြောင်းလဲလာတာကိုသတိထားမိဖို့လိုပါတယ်။ဘဝဆိုတာနေ့စဉ်အဖြစ်ပြက်တွေရဲ့ပေါင်းစပ်မှုဖြစ်ပါတယ်။နေ့စဉ်အဖြစ်ပြက်တွေက အရေးကြီးပါတယ်။ တဆက်ချင်းကြတဲ့ရေဆက်ကကြောက်တုံးကိုစားသွားတယ်လို့ဘဝမှာနှိမ့်စင်ဖြစ်ပျက်တဲ့အရာတွေကရေရှည်မှာကောင်းသလားဆိုးသလားဆိုတာကိုဆုံးဖြတ်ပါလိမ့်မယ်နှိမ့်စင်ကျွန်တော်တို့ငါလန်းချောင်းမှန်ပေါ်မှာရှိရဲ့လားမနဲ့ကချက် အရင်လှကချက်မနေ့ကချက်ဂျမ်းမာရဲ့လားပျော်ရွှင်ရဲ့လားတူတက်မှုရှိရဲ့လားအောင်မြင်မှုရှိရဲ့လားလို့စမ်းစစ်ကြည့်သင့်ပါတယ်လန်းချောင်းမှန်ပေါ်မှာမရှိရင်တော့ကျွန်တော်တို့လုပ်နေကြအလုပ်ကိုပြောင်းဖို့လိုပါပြီ ကြောက်ရွံ့ကောင်းတဲ့လောကနိယာမတစ်ခုကတော့လောကမှာဘယ်အရာမှတည်ငြိမ်မနေပါဘူးတိုးတက်မနေရင် ဆုပ်ယုပ်နေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ရှင်